တိုင်းဒေသကြီးလွှတ်တော်အသီးသီးကအစည်းအဝေးတွေပြုလုပ်ခဲ့ပေမဲ့ပဲခူးတိုင်းလွှတ်တော်ဘာကြောင့်ရနာထားရလဲဆိုတာနဲ့ပတ်သက်ပြီးတော့လွှတ်တော်ကိုယ်စားလှယ်တွေသိကျင်နေပါတယ်ဒီသတင်းကိုကိုမင်းညိုပေးပို့ထားပါတယ်ရှင်ဒီနေ့အသီးသီးမှာလွှတ်တော်အစည်းအဝေးတွေပြန်လဲစတင်နေပြီဖြစ်ပေမဲ့ပဲခူးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလ၈ရက်နေ့နောက်ဆုံးကျင်းပခဲ့ပြီးအဲဒီနေ့ကစပြီးဒီနေ့ထိရည်တံထားလိုက်ပါတယ်အခုလိုရည်တံထားလိုက်ရတာနဲ့ပတ်သက်ပြီး တိုင်းရင်းသားကြီးဆိုတော့ကိုယ်စားလှယ်တွေကြားမှာဝေဖန်ပြောကြားမှုတွေရှိနေပါတယ်။ရဲဆွဲမှုတွေကလည်းပတ်သက်စိတ်ထဲတော့နည်းနည်းတော့အဲတမျိုးပေါ့နော်။အားကြောင့်လဲဆက်တန်းရလေးတွေရှိတယ်။တို့တော့လည်းပဲအပေါ်ကလူတွေနဲ့လက်ရှိအချိန်ကြီးကခက်ခဲတော်တော်လေးသူရှာနေရလို့ဒီစားပြီးကျွန်တော်တော့စိတ်ထဲမှာကျင်းရတယ်ပါတယ်။ဘယ်သူပဲဝမ်းမဘာမှမသိသေးပဲနဲ့ကိုယ်စားလှယ်တွေကို ဒီရမ်းထည့်ဖွဲ့ပြီးနောက်ကျမှဝင်ကြီးဖွဲ့ရပါသားလို့ရှိရင်တစ်ခါပြန်ထုတ်အောင်ပြန်လို့ substitution လုပ်အောင်ဆိုတော့အဲဒါကဒီပုံစံနေနဲ့ကြောင်းရမယ်အလို့လျှော့မှာဆိုတော့ဒီပုံစံကျသွားမဲ့အချိန်လေးပေါ့နော်ဒီပိုင်းလေးပဲတော့ဒါလေးကိုစောင့်နေရတော့အခက်ခဲရတော့ခုချိန်ထိတော့ကျွန်တော်တို့မရှိသေးဘူးပေါ့ဘာလို့လဲဆိုတော့ခုချိန်ထိကတော့ကျွန်တော်တို့ကအဲကျွန်တဲ့တာဝန်နေဖြစ်တဲ့အဲဒေသခံပြည်သူတွေနဲ့တွေ့ဆုံတာတွေခန်းနာဆိုင်ရာတွေပြောတာတွေကျွန်တော်တို့ကညှိနှိုင်းတာတွေဒါတွေကိုတော့ကျွန်တော်တို့ကကိုယ့်ရဲ့မေဆန္ဒတွေနဲ့ဒီမှာပြောနေတယ်ပေါ့ဒါနဲ့ ထပ်ပြီးတော့ကြောင်းမယ်ဆိုရင်တော့ကျွန်တော်တို့မှာတော့ဒီဒီကျွန်တော်တို့ရရှိလာတဲ့သတင်းချက်လက်တွေကိုတင်ပြစရာဆွေးနွေးဖို့ကတော့ကျွန်တော်တို့အခက်အခဲတွေရှိနေမှာပေါ့ပြန်ခေါ်မယ်ရက်ကိုလည်းအတိအကျကျွန်တော်မသိရသေးဘူးအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဘကိုးတိုင်းဒေသကြီးလွှတ်တော်ကတာဝန်ရှိသူတယောက်က DPP ကိုအခုလိုရှင်းပြပါဗျ။ရထားတယ်တော့မဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့ကဒီနေပြီးတော့ကျွန်တော်တို့စုရသက်ပြည့်တဲ့အချိန်မှာသူကမကြချက်ကဘယ်လိုလဲဆိုတော့ဖြည်းဖြည်းနဲ့မှန်မှန်ပဲသွားဘူး။ဟိုအမြန်ဆန်လုံးကြီးလုပ်လိုက်လို့ရှိရင်တော့ကမှားသွားနိုင်လို့ရှိရင်ကျွန်တော်ကပြင်ရခဲ့တယ်ပေါ့ 我们中国人连马达，他就讲说，在一些牛肉变便宜，我们这里现在呢，对这苏阿块我肉，对牛肉，因为苏阿块牛肉自己有些是比较难的方便，所以我们说有些人呢，他说说，你要是想买呢，那是不然的，你买个那便宜的，阿拉年说，菠萝一年一两马达，像那个草原的，那个，我讲的，到生产那地方去的，那边奥西马西的，那种绿洲不是那些，生产那个亚玉，就是说，都。 ဘကုန်းတိုင်းဒေသကြီးလွှတ်တော်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကကိုယ်စားလှယ်54ဦးပြည်တော်စုချက်ခံရေးနဲ့ဖွံ့ဖြိုးရေးပါတီက2ဦးတက်မတော်သားကိုယ်စားလှယ်19ဦးနဲ့ကရင်တိုင်းရင်းသားကိုယ်စားလှယ်2ဦးစုစုပေါင်း86ဦးတက်ပါတယ်ဒုတိယကြိမ်ဘကုန်းတိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန်အစည်းအဝေးကိုဘကုန်းတိုင်းလွှတ်တော်မှာဖေဖော်ဝါရီလ15ရက်နေ့ကကျင်းပခဲ့ပြီးအဲ့ဒီနေ့မှာပဲရေးရကော်မတီ9ခုဖွဲ့စည်းလိုက်ပါတယ်နောက်တစ်ရက်လွှတ်တော်မှာတော့ဖွဲ့စည်းပြီးသားရေးရကော်မတီတွေကိုရပ်တန့်ထားလိုက်တယ်လို့လွှတ်တော်ဥက္ကရာကကြေညာလိုက်ပြီး နောက်ထပ်ဖွဲ့စည်းမဲ့ကော်မတီ၄ခုကိုလည်းမဖွဲ့ဘဲခိတ္တရက်တန့်ထားလိုက်ပါတယ်။အဲဒီနေ့ကစပြီးလွှတ်တော်ကိုရက်တန့်ထားလိုက်တာဖြစ်ပြီးဘယ်လေးလွှတ်တော်ပြန်ဆောက်မလဲဆိုတော့ကိုယ်စလဲတွေကသိကျင်နေတာဖြစ်ပါတယ်။ကျွန်တော်မင်းညိုပါခင်ဗျာ။